ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကနေ MNDAA ကိုကန့်တက်တွေဧပြီလ22ရက်နေ့အပြီးသက်ဆုတ်ခွာနေပြီးစစ်ကောင်စီထံဧပြီလ22ရက်နေ့မှာအလွှဲပြောင်းလုပ်ဖို့စီစဉ်နေကြတယ်လို့လာရှုမြို့ကန်တွေက RFA ကိုပြောပါတယ်။လွှဲပြောင်းဖို့အတွက်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ် Mr. တိန့်ရှိကျွန်းကိုယ်တိုင်လာရှုမြို့ကိုရောက်ရှိနေပြီးဂျားဝင်ဆောင်ရွက်နေတာလို့လုံခြုံရေးရမြေမဖော်လို့တဲ့လာရှုမြို့ကန်တအူက RFA ကိုပြောပါတယ်။ သူတို့သတ်မှတ်ထားတာဒီနောက်ဆုံးပေါ့နော်မနေ့ကတော့အင်ချီတင်ပါမယ်လို့ဆိုတော့ဒီဝင်းတို့ဥတာတို့အန်မြုပ်ချေပတ်ချီတွေ့လာရဟိုကကတ်တာမနေ့ကတော့ဖတ်သွားကြပြီးတော့တော့လည်းကိုဂျုံပြီးတတ်ပေါ့နော်ပေါ့ဆက်ဝင်ရုံးနေပါတယ်ပမာလောက်တယ်အပီလေးကိုဒီနောက်တော့အရင်ပါးပြီးမဲ့ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့တုံးရတဲ့ပြုစီရင်ကားပုံစံမျိုးပေါ့ဆိုရင်အရင်ကဘီးကတ်တွေရှင်ပြီးတော့ဝင်လာတယ်ပေါ့ဒီကတ်တွေကမရှိတော့ဘူး ဒီနေ့ကတော့ဒီကိုကန် MLD ဖွဲ့ရအပီးပေါ့နော်တို့မျိုးတို့ဟိုအခြေချမှတ်နေတယ်အေးဒီကတော့ဟိုကနောက်ပါလာပြီးသုံးပိုင်းဒီမှာတာဝန်ရှိမှာပါလားအေးဟိုအပီးဆက်ပေါ့ဒီဆက်ကတည်းကအလုံးပိုင်းထွက်ပြေးရမှာပေါ့ဧပြီ21ရက်နေ့ဒီနေ့မှာလာရှုံမြို့ပေါ်မှာလွှင့်ထူထားတဲ့ကိုကန့်တက် MNDAA ရဲ့အလံတွေကိုပါဖြုတ်သိမ်းနေပြီလို့လဲဒေသခံတွေကပြောပါတယ် မစ္စတာတိန့်ရှီကျွန်းဟာဧပြီလ16ရက်နေ့တရုတ်နိုင်ငံအလံနဲ့ပြစ်ခတ်ရဆက်မှုစောင့်ကြည့်ရေးအဖွဲ့ဆိုပြီးစာတမ်းတွေကတ်ထားတဲ့မော်တော်ယာဉ်တွေနဲ့အတူ ရောက်ရှိလာတာလို့ဒေသခံတွေကပြောပါတယ်။သူဟာဧပြီလ22ရက်နေ့အထိ လာရှုမြို့မှာရှိနေဦးမယ်လို့လည်းဆိုပါတယ်။ လာရှုံမြို့မှာစစ်ကောင်စီဘက်ကကိုစလဲတွေနဲ့ကိုကန့်တက်ဘက်ကတာဝန်ရှိသူတွေပါရှိနေပြီးမစ္စတာတိတ်ရှိကျွန်းပါဝင်တဲ့အကျိုးညှိနှိုင်းမှုတွေလှုပ်ဆောင်နေတာရှိပြီးအသေးစိတ်ကိုတော့မသိရဘူးလို့လာရှုံမြို့ကန်တွေကပြောပါတယ်ဒါနဲ့ပတ်သက်လို့တရုတ်နိုင်ငံဘက်ကတစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးတယ်လို့ရန်ကုန်မြို့အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကို RFA ကအီးမေးလ်ကနေဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းမပြန်ပါဘူး။ တရုတ်အစိုးရရဲ့ဂျာဝင်ဆောင်ရွက်မှုနဲ့ကိုကန့်တက်မရော MNDAA နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံ ကုမင်းမြို့မှာပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကစလို့အပြစ်ခတ်ရစဲရေးသဘောတူညီခဲ့ကြတာလို့အဲ့ဒီအချိန်ကတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုခဲ့တာပါ အဲ့ဒီဆွေးနွေးပွဲမှာ MNDAA နဲ့စစ်ကောင်စီတို့ကြားဘယ်အချက်ကိုသဘောတူညီခဲ့ကြရဲဆိုတာတရားဝင်ထုတ်ဖော်ပြောဆိုတာမရှိကြပေမဲ့အပြစ်ခတ်ရစဲပြီး၃လခန့်အကြာမှာလာရှုမျိုးကနေ MNDAA တပ်တွေဆုတ်ခွာပြီးစစ်ကောင်စီအုပ်ချုပ်ရေးရန်တရားနဲ့လက်ပတ်မဲ့အစီအစဉ်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒေသခံတွေကတော့မကြခင်စစ်ကောင်စီလက်အောက်ရောက်ရှိတော့မဲ့အခြေအနေကိုစိုးရိမ်နေကြတယ်လို့လုံခြုံရေးအရမြေမဖော်လို့တဲ့လာရှုမျိုးကန်တူက RFA ကိုပြောပါတယ်။ ခုပြန်ဝင်လာတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုံစံနဲ့ပြန်ဝင်လာမယ်ပြည်သူနှိမ့်ဆက်မှာလားပြည်သူညှင်းပန်းမှာလားဆိုတာလဲဘာမှထားမပြတော့စိုးရင်စိတ်ဆိုလဲစိုးရင်စိတ်တစ်ခုနဲ့ပဲရက်တည်နေရတာပေါ့အဓိကအချက်ကတော့သူတို့ပြန်ဝင်ရင်ဒီမှာရှိတဲ့ကလေးငယ်တွေဖြစ်သားလာကောင်းမှာလားအော်နိုင်နိုင်ငံရေးပါ냐အဲ့လိုမျိုးအမျိုးမျိုးနဲ့လှုပ်ထားတဲ့လူတွေပဲလာဆွဲမှလားအရင်ပုံစံအတိုင်းပဲကုန်းညစ်ပြီးသွားမှလားဗောဒီလိုပုံစံမျိုးလေးတွေကိုတော့တွေးမိတယ်ကို တိုင်းရောက်လာတော့စစ်ကောင်စီနဲ့ညှိရတဲ့ပုံကိုယ်တွေတော့ရှောင်တာပေါ့။ကျန်တဲ့လူကတော့ဒီတိုင်းပဲရှိတာပဲ။စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခရှိရာလာရှုံမြို့ကိုကိုကန့်တက်မတော် MNDAA က2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကပြည်သက်တင်ပိုက်ခဲ့တာဖြစ်ပြီးသူတို့ရဲ့အုပ်ချုပ်ရေးရန်နေရာနဲ့လက်ပတ်ခဲ့တာပါ အခုတော့စစ်ကောင်စီလက်ထဲကိုလွှဲပြောင်းတော့မှဖြစ်ပေမဲ့ MNDAA ကပူးတွဲအုပ်ချုပ်ခွင့်ရှိနေဦးမှာဖြစ်လို့အခြေအနေတွေကိုစောင့်ကြည့်ရဦးမယ်လို့တရုတ်နိုင်ငံအခြေစိုက်မြမရေးလေးလာတုံးသက်သူဒေါက်တာလှကျော်စိုးကပြောပါတယ်ကျမတို့တော်လှန်ရေးဘက်ကကြည့်တော့ကိုကဒီလောက်အသက်သွေးချွေးတွေနဲ့ပေးထားတဲ့ဟာကြီးကိုပြန်ပေးလိုက်ရတာရင်နာစရာပေါ့ဒါမဲ့ကျမတို့ကတစုံတရာပူးတွဲအုပ်ချုပ်ခွင့်ရတယ်နောက်တစ်ခါကုံပွေရေးတွေပြန်ဖွဲ့မယ်ဆိုအဲ့ဒီဒေသပြည်သူလူထုအဲတတ်တာချောင်းပြပါပေါ့ဗျာ ဲ့ဒီဘက်ကကြည့်တော့လည်းအကောင်းနေရှိတယ်။အဲ့တော့ကျမတို့နည်းနည်းစောင့်ကြည့်ဖို့တော့လိုပဲ။တရုတ်ကခြေလမ်းကတော့အဲသူကဖွံ့ဖြိုးတိုးတက်မှုရှိရင်စစ်မဲ့ရေးရည်ကြသွားနိုင်တယ်လို့သူကတွက်တယ်။နော်။ဒါကြောင့်မလို့သူကဖွံ့ဖြိုးတိုးတက်ရေးလမ်းကိုအတင်းလိုက်ဝါနဲ့မိုင်းလာဒေတာတွေမှာလည်းအရင်ကမြန်မာစစ်တပ်ကပါပူးတွဲအုပ်ချုပ်တာရှိနေခဲ့ပေမဲ့နောက်ပိုင်းမှာဆုတ်ခွာသွားတာကြောင့် အခုလည်းအုတ်ချုပ်ရေးနဲ့ပြန်လည်ထူထောင်ရေးပုံသဏ္ဍာန်တွေဘယ်လိုဖြစ်လာမလဲဆိုတာစောင့်ကြည့်ဖို့လိုအောင်မယ်လို့လည်းဒေါက်တာလှကျော်စိုးကပြောပါတယ်။လာရှုမျိုးဝအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီနဲ့ MNDAA ဘက်ကတစုံတရာထုတ်ပြန်တာမရှိသလိုသူတို့ရဲ့ပြောခွင့်ရသူတွေထံ RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြစ်ကြတာမရှိပါဘူး။ ဒေသခံတွေကတော့ MNDAA တပ်တွေလာရှုမြို့ကနေစုခွာပြီးစစ်ကောင်စီထံလွှဲပြောင်းมาဖြစ်ပေမဲ့မြို့နဲ့တုံးမိုင်ကျော်ကန့်အကွာမှာ MNDAA တပ်တွေဆက်ပြီးရှိနေဦးမှာဖြစ်တယ်လို့ပြောဆိုကြပါတယ်။ကိုကန်တက် MNDAA ဟာ2029ခုစစ်စင်ရေးမှာ လာရှိုးပါဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့ကိုမြို့ကိုတင်ပိုက်ခဲ့တာဖြစ်ပါတယ်ရှင်။